ာထိုင်နေရဝင်လင်းထွက်လေဒီနားလေးသိနေရနှခေါင်းတွင်းနဲ့တော့မဝင်အောင်ဒီလိုပတ်တွေဘာတွေမမှတ်အောင်ဝင်လင်းထွက်လေဒီခါရကြဝင်လင်းထွက်လေရှည်တယ်ဒီခါရကြတိုးတယ်ရှင်ရှည်တဲ့အတိုင်းလေးသိတိုးရင်တိုးတဲ့အတိုင်းလေးသိဆရာတော်တွေကတော့ရှည်အောင်တိုးအောင်ဒီကြလောက်ရှူရတာတော့မဟုတ်ဘူးအဲတဘာဝအတိုင်းပဲရှူလို့ဒီလိုသင်လေးရှိတယ် နည်းနည်းပါပါ ရှူမိလည်းဘာမှဖြစ်ပါအောင်အရှည်ရှည်ရှူမှသိမ့်မယ်ထင်လို့မလို့ရှူရဲဆိုရင်လည်းဘာမှတော့မဖြစ်ပါအောင်အဲ့လိုရှူလို့ရအာကိုကိုတင်းနာတွေဘာတွေမဖြစ်ဘူးဆိုနည်းနည်းရှည်ရှည်လေးရှူဖြည်းဖြည်းလေးရှူပြီးတော့အဲဒါရှည်တဲ့ဝင်လေးလေးတော်တဲ့ဝင်လေးလေးဒီလိုသိနေရင်လည်းရသိနေလို့ရှင်အဲ ဲ့ဒါလည်းပဲရတယ်ဝင်လေထွက်လေရှည်ရှည်တဲ့အတိုင်းသိတို့တို့တဲ့အတိုင်းသိဒီလိုဝင်လေထွက်လေလည်းပဲသိနေတယ်ဒါနံပါတ်1နံပါတ်2ကရှည်ရှည်တဲ့အတိုင်းသိတို့တို့တဲ့အတိုင်းသိဒီလိုနံပါတ်3ကြတော့တောက်လျှောက်သိဝင်လေစာနေဆုံးထွက်လေစာနေဆုံးနေရာတော့ဒီနေရာပဲမပြတ်မနက်သိတာကိုဆိုလိုတယ်တမားရီနည်းနည်းပိုတက်သွားတာပေါ့နံပါတ်4ကတော့ငင်းအောင်ကျင်း 社会监督啊，年年多了，那内幕内幕多了不？这样我们了哦，年年这样的。他说：“土豆片了，可随着老下人，那么我们这里见你了，年年能做呀？啊，我也我们这里内幕多些么？么内幕真的，这里说内幕多了。” မလွင်တော့မလောက်တာပဲကောင်းတယ်လွင်သိမ့်မွေ့သွားရင်လည်းမှားတာခက်တယ်။ကွာသမารီနည်းနည်းတက်သွားလို့ရှင်တော့သိမ့်မွေ့သွားတာကောင်းတာပေါ့။အဲအဲ့ဒီလိုလေးချက်ဆာမန်ဖော်ပြထားတယ်။ကြိုက်တာကိုအစဉ်ပြေအောင်သုံးလို့ရအောင်ပါလေ။အစားဆုံးလူတွေတော့ဝင်လေထွက်လေဝင်လေသိထွက်လေသိဒါမှမဟုတ်အရှိတူသိဒီလိုလုပ်လို့ရ။အဲဖွင့်ဆိုချက်တင်မှာတော့တခုထပ်ပြီးတော့အကြံပေးတယ် အများကြီးပြန့်လွင်နေတော့ရေတွက်တဲ့နေတော့ပါလေဝင်လေတက်ထွက်လေတက်ဝင်လေထွက်လေတက်ပေါ့ဝင်လေထွက်လေနှစ်တစ်ဆယ်တက်တော့မများနဲ့နံပါတ်တွေစိတ်ဝင်စားသွားတယ်ငါးတက်တော့မနေနဲ့အလွန်ကျဉ်းလွန်းတော့စိတ်တုံလှုပ်တယ်ဒီနီလာပေထာအဲ့တော့ဝင်လေထွက်လေလေသိနေတယ်ဆိုရင်ကိုယ်ပဲတိုးတက်လို့ရပါလေရှည်တာတိုးတာလေးအဲတည်ရင်လဲ သိလို့ရတယ်မသိလည်းပဲတိုးတက်လို့တော့ရအောင်ပါလေ။နောက်ကြတော့သူကအမြင်တောက်လျှောက်သိတယ်ရောက်သွားမှာပေါ့။တောက်လျှောက်သိအဲ့လိုသိနေအဲတချို့လူတွေကြတော့အစမှ2မိနစ်2မိနစ်ကိုမထားနိုင်ဘူး။အဲနောက်ကြရင်တော့ဒီ90မိနစ်နိုင်ဝက်တနာရီနှစ်နာရီဒီလိုထားနိုင်တယ်။အဲ့လိုထားနိုင်ပြီဆိုမလွတ်တော့ဘူးအဲ့ဒါကြတော့ကိုချိန်ပေးဖို့ပဲလိုတော့တယ်။တရားကလည်းအားထုတ်နိုင်တယ်။တထိုင်နဲ့တထိုင်နိုင်ဝက်လောက်နားလိုက်ရင်ကိုဘယ်မှမပြေးသွားဘူး။ နောက်တစ်ထိုင်ဆက်ထိုင်လဲစိတ်ကကန့်နေလားဒီလိုမကွာတော့အဲ့ဒါကြတော့တိုးတက်သွားပြီဆိုတဲ့လူတွေကြတော့စိတ်ကအိမ်မှာမြဲကန့်နေတာအဲ့ level ကန့်နေမှာပဲ no level ကန့်နေမှာပဲကိုကနည်းနည်းလေးပဲလှုပ်ပေးလိုက်ရတာရှိတယ်နည်းနည်းလေးစိတ်ကဖို့ကြိုးစားရတာပေါ့တခြားဟာတွေမတွေးပဲနဲ့ဒါလေးကဖို့ကြိုးစားရင်ကတ်သွားပြီအဲ့ဒီအချိန်မှာကြရင်တော့အဲလူဖြစ်ဖြစ်ဘုံကြီးဖြစ်ဖြစ်အလုံးနေဟုတ်လို့တာပေါ့တကယ်တိုးတက်ခြင်းတော့ မာရလုံးဓမ္မရီကတော့ကိုယ်ကူညီနိုင်တယ်အချိန်မရွေးအားထုတ်ဖို့အဲမပင်မန်းတော့ထိုင်ထိုင်တော့နေမှာပဲရေပုံရတဲ့ဘောအစားပိုင်းတော့အလောက်ကြီးမရဘူးမိနစ်20ပြီးအားကုန်သွားနိုင်ဝက်ပြီးအားကုန်သွားဒီလိုလေးဖြစ်တတ်တယ်အားကုန်ရင်တော့အဲဒီနားလေးမှာပဲဒါလေးထားထားနည်းနည်းလေးသိအောင်မသိအဲ့ဒါဆိုနည်းနည်းအာသက်တာတော့တိုင်းအားထုတ်တော့လဲ မျက်နာတွေပါတင်းတာပါညာဖြစ်တတ်တယ်။အဲ့လိုငြိမ်ပြီဆိုရင်ထိုင်တိုင်းထိုင်တိုင်းငြိမ်ပြီဆိုရင်ရိတ်တာမှဆိုရင်တော့၃ရက်လောက်ဆက်ငြိမ်ပြီဆိုရင်တော့အလင်းလေးတွေပါလေးတွေတွေ့လာတာမိခိုးရောင်လေးလိုလိုပါလေးလို့တချို့လိုဆိုရင်တော့အပြင်းတွေရောပါရောလင်းတတ်တယ်။ကာမီထိုးသလိုလည်းလင်းတတ်တယ်အစာသမားတွေကအစာသမားတွေရဲ့အလင်းကမှိန်ရင်လည်းမှိန်တယ်။ဒါကြီးတောက်ချင်လည်းတောက်တယ်။အဲသူကတိတ်ကိုစိတ်စိတ်ကထိန်းတာပုံမှန်မှန်သေးတော့ လိုဖြစ်ဖြစ်လင်းလေးတွေပဲသိရတာလင်းတွေဘာတွေမကြည့်အောင်ကြည့်ရင်ပို့ပြီးတော့အဲမတိမငိမ်ဖြစ်တယ်ဒီနားမှာပဲဆက်ကတ်ထားတယ်အဲ့ဒါဆိုရင်တော့အဲမိခိုးရောင်လေးကနေဖြူရောင်ဖြူရောင်လေးကနေအမတန်တောက်ပလာတာပေါ့တောက်ပလေးရလေးသက်သက်ကြီးမဟုတ်ဘူးမျက်စိနဲ့မြင်သလိုမြင်ရရောင်လင်းရှိတယ်တောက်ပတယ်အဲ့မှာကတ်ထားတယ်အဲ့ဒီတောက်ပတဲ့အရောင်လင်းနဲ့ထဲထဲဝင်ဝင်သွားပြီ ဘာမှမသိတော့ဘူးဆိုအစတော့ခဏပေါ့နောက်တော့ဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းအချိန်တိုးတိုးလာနိုင်ဝတ်ရလာတနိုင်ရလာတနိုင်ထိုင်မယ်မယ်လို့ဘာမှတခြားတွဲဘာမှမသိတော့ဘူးအဲ့ဒီအလင်းအောင်နဲ့မှပဲဒီတိုင်းနေနေရပေါ့အိတ်ထာနဲ့တော့ကွာချတယ်အိတ်ထာဘာမှမသိဘူးဒါကသိတယ်ဟိုအယုံဒီအယုံတော့မသိတာဒီအလင်းအယုံတစ်ခုတော့သူသိနေတာပေါ့တန်လိုက်တော့တန်လိုက်ကိုကတ်နေတယ်လို့ပဲစိတ်ကမကွာတော့ဘူး တခြားအတွေးတွေမရှိတော့အဲ့လိုမျိုးဆိုရင်ဇန်းလို့ခေါ်တယ်အဲရောင်နဲ့လည်းတောက်ပနေပေါ့ဆိုက်ဆိုက်ဆူဆူထူးမြဲမြန်ရှိဝတန်ဇန်ဟုခေါ်တဲ့ဇန်ဝင်စားနေတယ်လို့ခေါ်တယ်အဲ့ဒီဝင်စားတဲ့အလေးကျင့်လဲအဲကြောင်ကျင့်ရတော့ပေါ့ကြောင်တဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းနည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 ်းတိုးอยู่ပါအဲတနာရနှစ်နာရီနှစ်နာရီနဲ့သုံးနာရီညမကြီးကောင်းရင်သုံးနာရီနဲ့လေးနာရီဖြစ် ဖြစ်တာပေါ့အာစိတ်အားတော့အဲ့အချိန်မှာတော့ကောင်းနေပြီခန္ဓာကိုယ်အားပဲလိုတော့တယ်ခန္ဓာကိုယ်အားကောင်းရင်ကောင်းသလောက်မောင်းလို့ရအာအကုန်လုံးသုံးလို့ရစိတ်ကတော့မလွတ်ဘူးအားမှရှိနေရင်အားကုန်သွားပြီဆိုရင်တော့တင်လိုက်တင်လို့လွယ်လွယ်လေးပဲပြန်ကြတာပေါ့တင်လို့ရတယ်ပြန်ကြဒီလိုနက်လေးနားလိုက်လမ်းလေးပါလေးရှောက်လိုက်ဒါဆိုအဲလူကပြန်ပြီးတော့ဤရပုံညီမျှသွားပြီးပြန်အားရှိလာ နောက်ကဆက်ထိုင်အဲဒီနိုင်နှစ်နိုင်သုံးနိုင်ဒီလိုရအောင်ပါပဲဒီလိုအဲ့တော့အချိန်အများကြီးအဲနေ့တွေကိုကြော်ဖြတ်လို့ရတယ်ကမ္မထမ်းထိုင်ပြီးတော့အချိန်ဖြုံးနေလို့တော့ပြောမရဘူးဒါကုသိုလ်ရပြီးတော့နေတာဆိုတော့ဖြုံးတာမဟုတ်ဘူးအချိန်သုံးနေပြောရမှာပေါ့အဲအရာမဗြဟ္မဇန်တို့ဒုတိယဇန်တို့တတိယဇန်တို့သရုတ်ထဇန်တို့မင်းစမဇန်တို့ဒီလိုတက်ရတယ်။ယင်းနေ့ကတော့ ဇန်9ဆန်ရည်နေ့ရှိတယ်၄ဆန်ရည်နေ့ရှိတယ်ပထမဇန်နဲ့ဒုတိယဇန်စတည်ပါထူးလဲဆိုတော့ဆက်ရအချက်လက်နေနဲ့ပြောရင်ပထမဇန်အချက်လက်9ခုကနေအလုံးလုံးနေတာအဲဝိတက်တင်ပေးတဲ့ဝိสารအာယုံကိုသုံးတတ်တယ်ပီတိဒီအာယုံလေးနှစ်သက်တယ်ဒုက္ခချမ်းချမ်းသာသာခံစားတယ်ဧကကတာတခုရီတော့အောင်ရှိတယ်အချက်လက်9ခုစိတ်ကိုစိတ်ထဲမှာအလုံးလုံးနေတာပေါ့ဒီအချက်လက်9ခုရဲ့အလုံးလုံးမှုကြောင့် ဆရာဒီမှာအကြာကြီးနေနိုင်တယ်။အားကောင်းကောင်းနဲ့အကြာကြီးနေနိုင်တာ။အဲဒီချက်လက်၅ခုရဲ့လှုပ်ဆောင်မှုလှုပ်ဆောင်ချက်ကိုဇန်လို့ခေါ်တယ်။တခုချင်းတွေကိုတော့ဇန်ငါလို့ခေါ်တယ်။အဲတော့ဒုတိယဇန်ဖြစ်ချင်တယ်ဆိုလို့ရှိရင်အဲဒီအချက်လက်၅ခုကိုပဲလဲရတယ်။အဖောင်းနီရဗိဓမာနီရတော့တခုပဲ။အဖောင်းနီနီအဖြစ်တုတ်တန်နီပေါ့။ သုတ်တန်ဇန်၄နေ့ရေအတွက်တပြီးတော့မှဥစဉ်တို့တင်တဲ့ဆောင်းတေကတော့၅နေ့ရေအတွက်တော့၅နေ့ဆို၅နေ့ဆိုရင်တော့တစ်ခုချင်းပယ်တယ်ဒီလို၄နေ့ကျတော့နှစ်ခုတစ်ခါပယ်လိုက်တယ်အဲ့တော့ဇန်ငါးရေ၅ခုရှိတာအဲနှစ်ခုပယ်လိုက်ဝိတဝိစာရအပယ်လိုက်ဒုတိယဇန်ရောက်သွားဒုတိယဇန်ကျတော့၃ခုနဲ့လှုပ်လှုပ်ပုံငိမ့်တာပေါ့ကားကောင်းကောင်းကားမကောင်းတာမောင်းရတယ်ကားကောင်းကောင်းမောင်းလိုက်နည်းနည်းသိတာလေကားတော့ကားပဲသို့တော့ ငြိမ်သက်တာချင်းမတူဘူးပေါ့အဲတတရားဆိုင်ရခြင်းနဲ့နောက်ထပ်ပီတိလေးထပ်ပေးရတယ်စနစ်ရပေးရတာပေါ့ဘယ်ရနီစနစ်အသေးစိတ်တော့ရှိအဲစေတုထဆိုင်ရခြင်းနဲ့ဆိုရင်ဒီဟာဒုက္ခချမ်းသာခြင်းအနေပြီးတော့ဥပေက္ခတောင်ပြောင်းလိုက်ရတယ်စိတ်ကညုတ်ကန်ရှိုင်းအောင်ပဲပြောင်းတာကမ္မထာအထုတ်တဲ့လူတယောက်ရဲ့ညုတ်ကန်ရှိုင်းမှုဟာအဲထိရောက်တယ်ဒီဟာပယ်ခြင်းနဲ့ဆိုရင်ပယ်လို့ရတယ်သူစနစ်တကျလုံးတယ် သူညိုကန်ဆိုင်မှုကနည်းနည်းလေးတွေးတွေးမှုကထိရောက်တယ်အဲဒါကြောင့်ခန္ဓာကိုယ်ဘက်ကိုမလှည့်အောင်ဆိုတော့ခန္ဓာကိုယ်ဘက်လှည့်လိုက်တာနဲ့ခန္ဓာကိုယ်ရဲ့အားတွေမြင်တတ်တယ်ဓာတ်တဘောင်ရတယ်အဲနောက်တော့ဝိပဿနာရှုရင် အားတွေကြည့်ရပါတယ်ဒါပေမဲ့စနစ်တကျကြည့်ရတာတတိုင်ရန်ကြည့်ရင်တော့ဓာတ်တွေမငြိမ်မသက်တယ်လို့ဖြစ်တတ်တယ်ခန္ဓာကိုယ်ဘက်မလှည့်အောင်အားကောင်းလာအားကောင်းလာရင်မှန်ကန်တဲ့အာယုံမှာပဲအဲ့လိုထားရတယ်မဟုတ်ရင်ကိုထားလိုက်တဲ့အာယုံကအမတန်း ဆူးရှာတာပေါ့စိတ်ကအစွမ်းထက်တယ်အဲဒါကြောင့်မလို့အားကောင်းလာပြီဆိုလို့မှန်မှန်ကန်ကန်ထားရလေပေါ့အဲဒီလိုဆိုရင်အဲ့ဒါပထမဇန်ဒုတိယဇန်တတိယဇန်စိရဝရဇန်ပင်စမဇန်ဒီလိုကုသိုလ်တွေရဇန်ကုသိုလ်တွေအဲဒီဇန်ကုသိုလ်တွေကဘယ်မှပြေမွေးဖွားစေတာတဲ့ပိဿုပံဘွားမှာပျော်ပျော်နေပျော်တယ်ပေါ့နေရတာပျော်တယ်အဲစိတ်ညစ်ညစ်ရှိတနိုင်နှစ်နိုင်လောက်ထိုင်လိုက်လူကလန့်သွားပြီ ိတ်ညစ်တဲ့ကြောင့်မကောင်းတဲ့အာယုံတွေတွေးလို့စိတ်ညစ်တာအလို့ရောက်နေပါတယ်ပေါ့အဲ့လိုမတွေးဘဲနေနိုင်တယ်ဆိုပျော်သွားအဲတဏှာလောက်မတွေးလိုက်ရင်ကိုစိတ်ကလွတ်လပ်သွားအိတ်တယ်လို့ပေါ့ဟိတ်တယ်ဆိုရင်တဏှာလောက်မတွေးဘဲနေတာအလို့တွေပါတယ်လူကတော်တော်လန်းဆန်းသွားတယ်အာအဲ့တော့သူကပျော်တယ်ပစ္စုပန်ဘဝမှာဝိပဿနာရဲ့အခြေခံလည်းဖြစ်တယ်ဝိပဿနာရဲ့အခြေခံ ဝိပဿနာရှုခြင်းအဲ့ဒီလိုအယောင်လင်းနေရှိတယ်ဆွမ်းအားရှိတယ်ဆိုရင်စိတ်ညွတ်လာအောင်ပဲကိုရုပ်ရှုခြင်းနဲ့ရုပ်ညွတ်လာအောင်ပဲနာမ်ရှုခြင်းနဲ့နာမ်ညွတ်လာအောင်ပဲညွတ်ရင်ရောက်သွားပြီအကြိုင်းနေလို့ရမဟုတ်ရင်တော့စိတ်ဟာပါဝါမရှိသေးဘူးဆိုရင်တော့ကိုကဒါကြည့်ခြင်းလဲစိတ်ကမရောက်ဘူးဖះအာယုံယူခြင်းလဲဖះအာယုံမရောက်ဘူးရုပ်ရှုခြင်းနာမ်ရှုခြင်းလဲရုပ်ရုပ်နာမ်မရောက်ဘူးဘေးရောက်ရောက်သွားတယ်ဒီလိုဓမ္မရရှိရဲ့လူကြောင့်ဘေးမရောက်တော့ဒါကြောင့် ပျော်ဝိပဿနာရဲ့အခြေခံဖြစ်တယ်ပျော်လဲပျော်တယ်ပျော်မှလည်းလုံနိုင်တာမပျော်ရင်ဒီတမ်ဝိပဿနာရှုအိမ်မှာနေလဲရှုလို့ရတယ်ရတာတော့ရတယ်ဒီခန္ဓာကိုယ်ကြီးနေစာဒုက္ခပဲရှုလိုက်ဝိပဿနာတော့ဖြစ်သွားတာပဲတို့တော့အဲ့ဒါအမတန်တိတ်နေပေါ့ဗါလဲဆိုဟိုဆက်ရောက်သွားပြန်ပြီသွားရင်လာရင်လုံရင်ခိုင်ရင်ဆိုတော့နည်းနည်းတော့ရှုတော့ရှုရတာပေါ့ဒါရတဲ့လောက်ရှုရတာတကယ်အလုပ်ဖြစ်တာမဟုတ်ဘူးပေါ့အလုပ်မဖြစ်ဘူး အဲလုံးဖြစ်တာကြတော့စနတိကြလုံးမှလုံးဖြစ်တာပေါ့အဲအဲ့တော့ဇန်နဝါရီရတဲ့လူကသူကပြောတယ်သူ့လုံးမှအဲလော်ကီစီစဉ်နည်းနည်းဆွတ်မယ်ဆိုရင်လည်းဆွတ်နိုင်တာပေါ့သူကတစ်ဖက်မှာနည်းနည်းပြောစရာရှိတယ်အဲပြောစရာရှိတော့နည်းနည်းနှစ်ခုရှိသွားရင်လုံးတစ်ခုတည်းမဟုတ်တော့မဟုတ်ရင်တော့မရှိသေးဘူးဆိုရင်တော့လော်ကီစီစဉ်ပဲပတ်စံမိသားစုဒီလိုပဲမိခိုးနေရတာအဲ အရိယာပဲရှိသွားပြီဆိုတော့နည်းနည်းမိခုမှုကဒီမျိုးဖြစ်သွားတယ်တယောက်တည်းလည်းနေလို့ရတယ်ဒီလိုဖြစ်သွားတယ်အဲစားစရာအခြေခံလေးလုံလောက်စားစရာလေးလုံလောက်ဝတ်စရာလေးအဲဆိုရင်အဲ့ဒီလူကရပြီပျော်လို့ရပြီဒီလိုလိုရလိုအပ်တာတွေအများကြီးမရှိတော့ဘူးကိုတံမိုးထားတဲ့လူဆိုရင်ပေါ့တံမိုးထားတဲ့လူဆိုရင်တော့ဒီကုသိုလ်ကောင်းမှုတွေကိုတံမိုးထားတဲ့လူဆိုရင်တော့အဲ့ဒါဆိုရင်တော့သူကဒါတွေပဲပွားနေတော့မှာပေါ့ ရှေ့တုန်းကဖျားလောင်းနေလို့ပေါ့မင်းစည်းစိမ်စွန့်တော်ထဲမှာနေတရားထုတ်တယ်လို့သူတို့ကတံမိုးထားတာတံမိုးမထားတဲ့လူကြရင်တော့နည်းနည်းလေးသူကရပြီမယ်လို့အိမ်ပြန်ကျင်တယ်တယ်လို့အဲတံမိုးထားဝင်ညံတောင်းနဲ့တောင်းမတူအာအဲ့တော့ရင်းဆုံးရအောင်လုပ်ရတာပေါ့လေရအောင်လုပ်ပြီးတော့တံမိုးထားတတ်ဖို့ဆိုတော့နည်းနည်းတန်တရာနဲ့ချီကြည့်ရအဲ့ဒါကြတော့ ်ကြည့်ကြည့်ပြီးတော့မှတရားတွေပါရင်နာမှလည်းအဲ့ဒါကြည့်တတ်တာဘုရားအဆုံးမှတရားအဆုံးမှရမှဘလို့ကြိုးရှိတယ်ဆိုတာသိမှလည်းတံပိုးထားတတ်တာအဲ့တော့ဇံရတဲ့ပုံကိုရလုံးမှပြောတယ်သူကဝိပဿနာရှုပြင်းရင်အဲ့ထက်မှနေလာမပြင်းတော့အဲရေပုံရသဘောသူကစိတ်ချမ်းသာတယ်ပျော်ရွှင်တာပဲများပါတယ်တယောက်တည်းနေတတ်တယ်စသဖြင့်ကြိုးတွေအများကြီးရစိတ်ငြိမ်းအေးတယ် ဲတခုခုပြဿနာဖြစ်လဲချိန်ဆောင်နိုင်တယ်သူကသူကပူပန်းနေတဲ့လူမဟုတ်တော့ဆောင်နိုင်တယ်အဲ့လိုဆောင်နိုင်တဲ့လူဆိုရင်မင်းသူကနဲ့သူပြဿနာတော်တော်များများတော့အေးသွားတာပေါ့တချို့ကတွေကတကယ်ဖြည့်ရှင်းကြမလို့ကိုယ်သာအေးအေးစိစိရှိအဲသူကနဲ့သူပြီးသွားတာဒီလိုအဲ့တော့တမာရီတွေရရင်အဲ့လိုအကျိုးရှိတယ်အဲ့ဒီအကျိုးရှိတယ်ပစ္စုပန်ဘုရားပြောတယ် ကုသိုလ်တွေနဲ့ပြောတယ်ဆိုတာကအကျိုးအများကြီးရှိတယ်မဟုတ်ရင်အပြောရှားတာအကုသိုလ်ဖြစ်ခြင်းလည်းဖြစ်တယ်ဒီလိုအဲ့တော့အာနာပါနကမ္မထံတော့အဓိကကမ္မထံပေါ့ဒီမှာသင်တယ်တောတစတုရာရခကိုဆောင်တရား၄ပါးကမ္မထံအကူတွေပေါ့ဗုဒ္ဓနုဒတိဘုရားကုံအောင်ပြုလို့ရဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဒါတွေလေ့လာထားရင်ကောင်းတယ်အဲ အဲ့ဒါတွေခုပတစ်ခုအောင်ပြုတ်လဲရတခုချင်းထခါထခါအောင်ပြုတ်လဲပဲရတာပေါ့အဲ့ဒါဘုရားကုံနေပွားရင်ဘုံလဲကြည့်တယ်တမာတိလဲဖြစ်တယ်သူလဲကမ္မထန်တစ်ခုပဲဒါတရားဖြစ်တယ်ကိုယ်စိတ်ထဲမှာမလုံးဂျုံမှုထင်အဲ့ဒီကဘုရားကုံပွားနေရကံမကောင်းမှုထင်တယ်ဘုရားကုံပွားနေကံကံတော့ကောင်းသွားမှာပေါ့ဒီလိုဘုရားနောတတိနောက်တစ်ခါမေတ္တာဒီဟာဘွားလို့မကောင်းဘူးဆိုမေတ္တာဘွားခြင်းဘွားလို့ရတယ် ိုနဲ့တူနေတဲ့ပုံကိုယ်တွေအဆောင်ရောက်နတ်တယ်အလိုပွားလို့ရတယောက်ပိတယောက်အလိုကိုလုံလုံမှတွေ့ရမှန်လူတွေပေါ့မေတ္တာကျော်ပွားယူရတာပွားယူမှလည်းမေတ္တာထားလို့ရမဟုတ်ရင်တော့အတူနေနေနည်းနည်းစိတ်တမျိုးတစ်ပုံဖြစ်တတ်တယ်တယောက်နဲ့တယောက်ဘုံကြီးတွေပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အဲကိုကမေတ္တာပွားထားတယ်လို့ဆိုရင်တော့တဏ္ဍာမဖြစ်တော့မေတ္တာပိုရှိတတ်တာပေါ့အစနေရတာပိုအရှင်ပြေတယ် မေတ္တာတော့အထူးသဖြင့်စိတ်ဒေါသဖြစ်တတ်တဲ့လူတွေအထူးသဖြင့်ပေါ့ဖြစ်ခါမှဆိုရင်တော့တိတ်မလွယ်တော့အဲမဖြစ်ခင်နိုင်အဲမေတ္တာနဲ့ဥဆောင်မိထားတာစိတ်ကိုမေတ္တာထားဖို့ကြိုးစားရတာအတုပအတုပလည်းပွားရတယ်အတုပဆိုတာယွန်းယွန်းစရာအဲလူတွေကောင်းနေ ware ယွန်းစရာဖြစ်နေတွေ့ရင်လည်းမှတ်ထားရတယ်မဲခန္ဓာကိုလည်းဒီသဘောရှိတယ်ဒီမဲခန္ဓာကိုလည်းဒီသဘောရှိအဲ့လိုပွားထားတာစိတ်ထဲမှာမှတ်ထားပွားထား အဲ့ဒီလိုမျိုးအမှတ်တင်ညာကိုအမြဲတမ်းပြောင်းပြောင်းယူပါနားရဆိုလွယ်တာပေါ့နဲ့တွေးလိုက်ရင်စိတ်ကရောက်သွားပြီဒီလိုအဲရှင်အတုပဆိုတာ32ခုထာတာတော့ပါတော့ဘွားတယ်အဲစပင်မွေးချေတဲ့လက်တဲ့သွားရင်စိုးရုံနဲ့မဟုတ်ဘူးစိတ်ကလည်းအဲ့ဒီဟာကိုတိုက်မြင်ရအဲ့လိုလောက်ပါများရင်အမြဲတမ်းတွက်တယ်သူကအဲဒီမာရီကောင်းသွားပြီဆိုတာဆိုလိုက်ရင်နောက်က စိတ်ထဲမှာမြင်ပြီအသက်ဆိုလိုက်အသက်မြင်တယ်အကျဉ်းချင်းချင်းငယ်ဆိုလိုက်ချင်းချင်းငယ်မြင်တဲ့ခန္ဓာကိုယ်လေးတလုံးမြင်တယ်ဆိုတာသူ့အတိုင်းတာနဲ့သူပေါ့တချို့ကြအယောင်လင်းနေနဲ့မြင်တာပေါ့အယောင်လင်းနေနဲ့မျက်စိနဲ့ကြည့်တယ်လို့ကိုမြင်တာအဲ့ဒါကြတော့တချို့ကြတော့နည်းနည်းအတွေးရောက်တာပဲရှိတယ်သူအစင်တန်းရှိတာဘယ်လောက်ပွားထားတယ်လဲဘယ်လောက်လုံးလဲရှိတယ်လဲအဲတမာတိဘယ်လောက်ရှိတယ်လဲအာနာပါနာရောဘာလို့လဲခုနလိုလင်းအောင်နေရပြီဆိုရင်တော့ ငမ်းမင်းလောက်ကြည်လိုက်ကို မြင်တော့မှာပေါ့တဲ့လို့တာမန်ဆိုရင်တော့ထက်ကထက်ကတွေးထားအဲတွေးတွေးပေးရတွေးပင်အဲ့တွေးရနောက်ကြသွက်တယ်တဲ့လို့စာရီပါရီဖတ်ပါများအဲ့စာကိုဘယ်နာဘယ်ဘက်မျက်နှာမှာရှိတယ်ညာဘက်မျက်နှာမှာရှိတယ်အဲညောင်လေးတားထားတယ်ဝါရောင်လေးတားထားတယ်မျက်စိနဲ့မြင်တယ်လို့ပေါ့အဲအဲ့လိုပဲမြင်လာတာပေါ့အဲ32ခုထားတာမြင်ပြီဆိုယွန်းစရာလို့နှလုံးသွင်းရတယ် ခန္ဓာကိုယ်ရဲ့ယုံကြဆိုရင်ဒါအတုပရှင်အတုပခန္ဓာကိုယ်ရဲ့မှာပိုးရင်ရှိတယ်ပါတယ်မျက်စိကနေကိုးပေါက်ဓာရအမာဝဩရှားတယ်လို့သုံးတယ်အငြင်းကြီးတွေထွက်တယ်ဒါအမှတ်တင်ညာလူတွေကအမှတ်တင်ညာထားမယ်အမှတ်တင်ညာပေါ့ယုံစရာဒီလိုအမှတ်တင်ညာမျိုးကအကျိုးရှိအဲတတ်မှတ်မှုကိုပယ်နိုင်တယ်ဒါလည်းအခါလျော်ဆိုတာလုပ်ဖို့လိုတယ်ရာဂဒေါသမဖြစ်အောင် အဲတဘောရဏသတိမေတ္တာအတုပမရဏသတိသိခြင်းတရားသိခြင်းတရားလည်းအခါလျော်စွာဆင်ញင်ပေးရတယ်သိခြင်းသဘောရှိတယ်ဘယ်သူဖြစ်ဖြစ်အဲကိုလည်းပဲဒီသဘောရှိတယ်သူများရင်လည်းဒီသဘောရှိမဟုတ်ရင်အဲမတင်မဲ့လူတွေလို့လုံးလုံးနေတတ်တယ်လုံးလုံးနေတော့တကယ်လို့ကြုံတွေ့လာရင်အဲစိတ်ပူပမာနဲ့တွားရတာပေါ့မပြင်းမစင်မဲ့နဲ့အဲစဉ်းစားထားတဲ့လူကြတော့ထိုက်တဲ့တော့ပြင်းပြီးသား နည်းနည်းစဉ်းစားတဲ့လူကနည်းနည်းပြင်ပြီးသားအများကြီးစဉ်းစားတဲ့လူဆိုရင်အများကြီးပြင်ပြီးသားပေါ့အဲတော့ပြင်ပြီးသားဆိုတော့ကိုယ့်အခါရောမဖြစ်တော့ဘူးပေါ့အဲတော့ဗုဒ္ဓနုတ္တိရဲ့မေတ္တာရဲ့အတုပရဲ့မရဏတ္တိရဲ့အဲ့ဒါကတော့အခါလေဆိုတော့ဘွားအနောဘာနောဘွားလို့မကောင်းတော့ဘူးဒါမှဘွားကျင်တော့ဆိုအဲ့လေးမျိုးတွေကတခုခုရွေးဘွားလိုက်စိတ်အဆင်ပြေပြီဆိုတော့တခါအနောဘာနာပြန်လာ ာနာပါနာတော့အဓိကပေါ့သူနဲ့ဇန်နေပါတယ်ထိအောင်ရအောင် လုပ်မှာပေါ့ဉာဏ်နာကတော့အကူနေရထမ်းတာအဆင်ပြေအောင်လို့စိတ်ဆိုတော့တစ်မျိုးတည်းဆိုရင်လည်းနည်းနည်းညှင်းငွေ့အဲဟိုလေးလက်တာလောက်တတ်တယ်ဒါလေးလက်လောက်တတ်တယ်ဆိုရင်အဲ့ဒါမညှင်းငွေ့တော့နာဗုဒ္ဓနုတ္တိမေတ္တာအတုပမရဏတ္တိအဲအဲ့ဒါအကုကမ္မထံလို့ဒီလိုခေါ်တယ်အဲကိုဆောင်တရား၄ပါးဒီလိုလည်းခေါ်တယ် န္ဓာကိုယ်လောဘအတုပပွားခြင်းအပြင် တမမှမဖြစ်အောင်မေတ္တာပွားခြင်းအပြင်ဒေါသတွေမဖြစ်အောင်ဘုရားကုံတော်ပွားခြင်းအပြင်အန္တရာယ်ကင်းအောင်သရတရားတိုးအောင်မရဏတတိပွားခြင်းအပြင်မင်းမင်းမောမောမရှိအောင်ဒီလိုစောင့်ရှောက်ထားလို့သူ့ကိုကိုးဆောင်တရား၄ပါးဒီလိုခေါ်တယ်။ဒါဒီနေ့တော့ဒီလောက်ပဲနော်တရားထင်အောင်